မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတိုင်ပေါ့မြို့နယ်ဇီးပြားရဲစခန်းကို rocket များနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ24ရက်နေ့မှာပေါ့မြို့နယ်ဇီးပြားရဲစခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက rocket 24လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့စခန်းဗျူဟာဂုံးကို rocket က်6လုံးကျောင်းထဲကို rocket 4လုံးနဲ့ပြူစောထီများကင်းဆောင်နေတဲ့နေရာကို rocket 3လုံးကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဇီးပြားရဲစခန်းကို rocket 24လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စခန်းပြူဟာဂုံးကို6လုံးစစ်ခွေးတွေနေတဲ့ကျောင်းထဲကို4လုံးနဲ့ ပြူခွေးတွေနေတဲ့ကင်းရှိယာကိုတုံးလုံးကြောက်အောင်ပောက်ခွဲခဲ့ပါတယ်စစ်ခွေးတွေထိခိုက်သေးဆုံးမှုများစွာရှိတယ်အရေးဘက်ကတော့စုံစမ်းနေပါတယ်လို့ဘာမထီလက်နက်ကြီးပြောကြားတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတိုင်ရင်တဲ့ဘာမထီလက်နက်ကြီးပြောကြားတဲ့ဖွဲ့နဲ့မိုးမိတ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်စိုင်းတောင်ရွာမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ Lucky Man Hotel မီးလောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တဘာလ25ရက်နေ့မှာစိုင်းတောင်ရွာမှာ KIA KPDF တပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ Lucky Man Hotel လည်းမီးလောင်နေတယ်လို့သိရပါတယ်စိုင်းတောင်ရွာမှာစက်တဘာလ24ရက်နေ့ညနေ4:08မိနစ်ခန့်ကစပြီးတော့အကြမ်းဖက်စစ်တပ်က လေးချောင်းကနေပြီးတော့ဘုံကျက်တိုက်ခိုက်နေပြီးဗျူဟာကောင်းကနေလက်နဲ့ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ပြီးတဲ့နောက်တိုက်ပွဲများစတင်ပြင်းထန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖားကန်ဆိုင်တောင်မှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေတယ်။ Lucky Man Hotel လည်းမီးလောင်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့အေယာဝတီတိုင်းမြောင်းမြမြို့မှာစက်တဘာလ24ရက်နေ့ညကကြေးရွာအုပ်ချုပ်ရေးမှူးတအူး KTV ကအကျွေးကိုမပေးတဲ့အတွက်ဓာတ်နဲ့ထိုးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဓာတ်နဲ့ထိုးခံရတဲ့သူဟာမဲကျော်ကြီးရွာအုပ်ချုပ်ရေးမှူးဦးစိုးတပ်ပိုင်လို့သိရပြီတော့ည7:30မိနစ်ခန့်ကတတိမြင့်မို့တဲခိုကမ်းမှာရှိနေတဲ့အချိန် KTV ကဝန်ထမ်းတချို့ကလာရောက်ပြီးတော့အကျွေးတောင်းရာကနေဓာတ်နဲ့ထိုးခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောဆိုထားပါတယ်။သူကကားကြီးကွင်းက day and night KTV မှာ၃ရက်ဆက်တိုက်ဝင်ပြီးတော့ငွေမရှင်းမဲ့နဲ့အကျွေးထားခဲ့တာနောက်ရကြတော့ KTV ကအကျွေးလှမ်းတောင်းတော့ သူတဲတဲ့တဲခုကမှလာယူလို့ပြောလို့ဟိုကဝန်ထမ်းလေးတွေလှုပ်လိုက်တာသူကဘာတွေချင်းချောက်လဲတော့မသိဘူးဓာတ်နဲ့ထိုးခတ်လိုက်ရတာပဲလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပြထားပါတယ်လက်ရှိမှာအဲ့ဒီအုတ်ချုပ်ရေးမှုကိုမြောင်းရဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားရကြောင်းနဲ့ဓာတ်နဲ့ထိုးတဲ့ KTV ကဝန်ထမ်းများဟာလည်းတိန့်ဆောင်နေကြကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူများထံကသိရှိရပါတယ်ဓာတ်နဲ့ထိုးခတ်ရတဲ့မဲကျော်ကြီးရအုတ်ချုပ်ရေးမှုစိုးတပ်ပိုင်ဟာ ကြေးရွာမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေကြေးတောင်းခံခြင်းနဲ့ကြေးရွာအတွင်းမှာမတရားငွေများကောက်ခံခြင်းတို့ကြောင့်ပြည်သူများကမြို့နယ်စစ်ကောင်စီထံမှတိုင်ကြားခံထားရတဲ့သူတအုပ်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမျိုးနဲ့နှစ်မိုင်ခန့်အကွာမှာရှိတဲ့ပန်းရရွာစစ်ကောင်စီရဲ့အထိုင်ချစခန်းကို PDF များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်မနက်9နာရီခန့်မှာအင်အားတရာဝင်းကျင်ရှိတဲ့ပန်းရရွာစစ်ကောင်စီစခန်းကိုကာကွယ်တပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ကြောင်းမတရားမျိုးနဲ့အနောက်ချမ်းနေဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ မြို့ရဲ့မြောက်ဘက်ဂိတ်လို့ခေါ်တာပဲတိုင်ရကနေဆက်သွားရင်မြို့ထဲကိုတိုင်ရောက်ပြီးတိုက်ပွဲက2နာရီလောက်ကြာတယ်လေရင်လဲလာပြစ်တယ်လက်နက်ကြီးကတော့တနေကုန်ကိုထုနေတာလို့၎င်းကပြောဆိုထားပါတယ်အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကာကွယ်တပ်ဖွဲ့များကစက်တင်ဘာလ25ရက်နေ့ညပိုင်းအထိကိုသတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်တိုင်ရရွာစက်ခန်းကို PDF တွေစတင်ဝင်တိုက်တဲ့အချိန်ကစပြီးတော့စက်တင်ဘာလ25ရက်နေ့အထိ မရိယာမြို့ဝင်ထွက်တွေကိုစစ်တပ်ကပိတ်ထားတယ်လို့သိရပါတယ်။မနေ့ကတည်းကမြို့ဝင်မြို့ထွက်တွေကိုပိတ်ထားတယ်။ပြည်သူတွေလည်းဘယ်သူမှမသွားကြဘူးလို့၎င်းကဆက်လက်ပြောဆိုထားပါတယ်။မရိယာမြို့နယ်အနောက်ချမ်းမှာလည်းစက်တမလ27ရက်နေ့ကစပြီးတော့စစ်တပ်ကစစ်ကြောင်းထုတ်နေတဲ့အတွက်ကြောင့်30ပေးရွာ၊ကုန်းတန်းလေးရွာ၊ကုန်းတန်းကြီးရွာ၊စုလေကုန်းရွာနဲ့ဖျားမကုန်းရွာကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းရေတာရှိမြို့နယ်ရွာတိချေရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone လက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခတ်ခဲ့ရာစစ်သား၅ဦးထဲမှနေတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့မနက်6နာရီကမှရေတာရှိမြို့နယ်စစ်တောင်းမြေအရှိချမ်းစွာမြို့ရွာတိချေရွာမှာလေးလကြောကြားတပ်ဆွဲနေတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဗုံးကြက်တိုက်ခတ်ပြီးတော့60မမ40မမလက်နက်ကြီးများနဲ့ဆက်လက်ပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာ မြေပြင်အဖွဲ့များကလည်းအနီးကဝင်ရောက်ပြီးတော့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနှစ်နာရီခွဲကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်ဆက်သား9ဦးကတေဆုံးက10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအင်အား100ကျော်လောက်နဲ့တပ်ဆွဲထားတာရေတာရှိစစ်တောင်းမြေအရှိတ်ဘက်ကစွာရွာတဲ့မှာတပ်ဆွဲထားတဲ့စစ်စခန်းမှာလို့ ကီကူစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရေတာရှိစစ်တောင်းမြေဝမ်းစစ်စင်ရေးကီကူစစ်ကြောင်းအပါအဝင်ပူပေါင်းအဖွဲ့များကဝေရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ကီကူစစ်ကြောင်းကရဲဘော်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဂျိုးပင်စခန်းရွာရာအိမ်မှုတိမ့်ဦးကိုပြစ်ခတ်တိုက်ခိုက်ရာတေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့ညနေ4နာရီခန့်မှာဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေမြင့်မှုများစွာလုဆောင်နေတဲ့ ကျိုးပင်ဆက်ခန်းရွာယာအိမ်မှုတိမ့်ဦးကိုတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာတိမ့်ဆုံးသွားတယ်လို့သိရပါတယ်။တိမ့်ဆုံးသွားတဲ့ယာအိမ်မှုတိမ့်ဦးထံကနေပြီးတော့လေတနက်တလက်ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။တိမ့်ဦးဟာကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များထံကနေပြီးတော့တလက်ကိုထောက်ပံ့ဈေးဆိုပြီးတော့ ငွေကျပ်3သိန်းအတရားဓမ္မကောက်ခံနေသူဖြစ်တယ်လို့သိရပါဗါးမနေ့ကညနေ4နာရီလောက်ကတဲဦးရဲ့အိမ်ကိုရဲဘော်တွေသွားတော့သူကလေတနက်နဲ့ဓားကင်ပြီးထွက်လာတာသူ့ကိုဓားချဖို့ပြောတာမချလို့ခေါင်းကိုခုနှစ်ချက်ပြစ်ပြီးတော့ရှင်းလိုက်တယ်သူကစိတ်ခွေးတွေရဲခွေးတွေနဲ့ပေါင်းပြီးတော့လမ်းသွားလမ်းလာတွေကိုပေါ်တာဆွဲတယ်သိန်း30လောက်ပေးနိုင်ရင်ပြန်လွှတ်ပေးတယ်မပေးနိုင်ရင်တပ်သားတဲ့အနေနဲ့စစ်တပ်ထဲကိုထည့်တာရွာမှာလည်းတအင်းကို3သိန်းစစ်မှုထမ်းခြေပေးဖို့ဆိုပြီးတော့တနက်ပြပြီးချင်းချောက်တောင်းနေတာလို့တာယာဝတီခရိုင်တိုင်ရင်383ညနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ် ၎င်းတိုက်ခိုက်မှုကို BTZN GBK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့နဲ့တရင်383ညနဲ့တပ်ခွဲတဲ့ Dragon Brothers တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြို့သားစစ်မှုဆောင်ကနေပြီးတော့ဆက်နက်ဘိန်းကနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ25ရက်နေ့မနက်10:45မိနစ်ခန့်မှာမြို့သားစစ်မှုဆောင်ကဆက်နက်ဘိန်းကနဲ့ထွက်ခွာလာတဲ့စစ်သားများကိုစီမီးကုံစိတ်ကန်းမြို့သားစစ်မှုဆောင်လမ်းပိုင်းမှာရှိတဲ့တဲကြီးရွာနဲ့ရွာသားဤရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာဆက်နက်ဘိန်းကားကိုတဲ့တဲ့ထိမှန်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲ ရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။စစ်သားများကလက်နေငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေချိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းကြံနဲ့ Aungsan Black Civilians Defense Force ABCDF မဟာမိတ်ညီနောင်နှစ်ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းကံဘလူမျိုးနယ်အတွင်းမှာပင်ကန်းဝက်ဝါတော်ဝလက်အောက်ခံပြူစောထီတွေဟာရွာစဉ်လှည့်ပြီးတော့မီးရှို့ပြီးရွာတွေထဲမှာမိုင်းထောင်ခဲ့ရုံတွေမကပဲနဲ့လေယာစိုက်ခင်းနေတဲ့အထိပါနင်းမိုင်းတွေထောင်ထားခဲ့တာကြောင့်ဒေသခံတွေဟာရွာထဲလဲမဝင်ရဲလေယာလုပ်ငန်းတွေကိုလည်းမလုပ်ကြရဲပဲဖြစ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဝါတော်ဝလက်အောက်ခံပြူစောထီတွေဟာလမ်းသွားလမ်းလာများတဲ့လေကသင်းတွေပေါ်နဲ့လေယာစိုက်ခင်းနေတဲ့အထိပါနင်းမိုင်းတွေထောင်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရက်ချေးအဖွဲ့အစည်းတွေကရဲဘော်တရ ောက်စဘာကင်းနေထဲမှာမိုင်းလိုက်ရှာရင်းနဲ့ပြူစောထီးတွေထောင်ထားခဲ့တဲ့မိုင်းနဲ့မိပြီးတော့ခြေောက်နှစ်ဖက်ဖြတ်လိုက်ရတယ်လို့သိရပါဗျ။တောင်သူလုံးမဲ့သူတွေတောင်တိတ်ပြီးတော့ဝင်မလို့ရဲသေးဘူးဖြစ်နေတာ။လယ်တွေထဲအထိပါထောင်နေ မိုင်းလိုက်ရှာရင်နဲ့ထိတဲ့သူတယောက်တောင်ပါသေးတယ်အဲ့ဒါ6ရောင်းနှစ်ဖက်စလုံးဖြတ်လိုက်ရတယ်လို့ဒေသခံသတင်းရင်းမြစ်တူကပြောပါတယ်ခင်ဦးမြို့နယ်မတော်လာရွာပြူစောတိစခန်းကစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေဟာစက်တမလာ18ရက်နေ့ကစခန်းဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်စက်တမလာ19ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကရွာထဲကိုဝင်ရောက်ရှင်းလင်းတဲ့အချိန်ပြူစောတိတွေထောင်ထားခဲ့တဲ့မိုင်းနဲ့မိပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခေဦးမြို့နယ်တိုင်ရင်တုံးကတာဝန်ရှိသူတို့ကပြောပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်၃ဦးတည်းက၂ဦးက၆တောက်ဖြတ်လိုက်ရပြီးတော့တဦးကတော့ထိခိုက်ဒဏ်ရာသာရရှိခဲ့တယ်လို့ဆိုပါတယ်ဒါ့အပြင်ဝါတော်ကလက်အောက်ခံပြူစောတိတွေဟာကံမလူမြို့နယ်အတွင်းကကြီးပါများကိုလည်းပြီးခဲ့တဲ့တလဝင်းကျင်လုံးလုံး ရွာစဉ်လက်မိရှုပ်ဖြက်စည်းရုံသာမကပဲနဲ့ကျွော်ရီထဲမှာမြေမြုံမိုင်းတွေကိုထောင်ထားခဲ့တာကြောင့်ဒေသခံပြည်သူတွေဟာရွာထဲပြန်ဝင်တဲ့အခါမိုင်းနစ်မိပြီးတော့အချိန်မီစေဝါမကုသနိုင်ပဲတွေးထွက်လွန်တေဆုံးတာတွေခြေထောက်ဖြတ်ပစ်လိုက်ရတာမျိုးတွေလည်းရှိနေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ